Foundation ရဲ့သာသနာပြုလုပ်ငန်းစဉ်အမှတ်၄အရဟံသာသနာပြုဓမ္မကောလေးရဲ့ဒုတိယကျင်းဖွင့်လင်းသပင်အခမ်းအနားကိုပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကရန်ကုန်မြို့အမျိုးသားဇယုံမှာကျင်းပခဲ့ပါတယ်။ န္နာကို နမောတတ္တာသုံးချိန်ရွတ်ဆိုတာအရဟံဖောင်ဒေးရှင်းနဲ့နိုင်ငံတော်သာသနာ ပရိယတ်တိတက္ကသိုလ်ရန်ကုန်ပေါမောက်ခချုပ်ဓမ္မဝီယာဒေါက်တာအရှင်ဒေဇနီယာမှာတရဏီယကထာချီးမြှင့်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ဆလပီကြောင့်မင်းဆရာတော်ဒေါက်တာဗဒ္ဒနာဆန္နာနာတရာနိုင်ငံတော်တန်ခမဟာနိုင်ကဒုတိယဥက္ကဋ္ဌမှာတရဏီယကထာချီးမြှင့်ခဲ့ပါတယ်။ အရဟံဖောင်ဒေးရှင်းကိုလောကဓမ္မနဝကောင်းကျိုးတေဘူပိယံအရဟံဆိုရင်းဆောင်မုံနေ BME ပွဲရဆရာတော်များဦးဆောင်ပြီး2020ခုနှစ်စက်တင်ဘာလမှစတင်ဖွဲ့စည်းခဲ့ကအရဟံသာသနာပြုဓမ္မကောလိပ်ရဲ့အရဟံသာသနာပြုလုပ်ငန်းစဉ်အမှတ်စဉ်တွေကိုမှတ်လည်တင်ကြားခဲ့ပါတယ်။ အရဟံသာသနာပြုတဲ့တို့မှာအရဟံသာသနာပြုလုပ်ငန်းစဉ်တင်ရင်ကိုလက်တွေ့သာသနာပြုနေတဲ့အကြောင်းတိုင်းစင်အားတော်များသာသနာပြုလမ်းပေါ်ရောက်နေတဲ့ကျန်ပီးစင်အားတော်များကိုတင် जा ပြီးလူပုဂ္ဂိုလ်များအနေနဲ့ဘာသာရေး၅ဘာသာကိုအွန်လိုင်းဆင်နေတဲ့တင် जा လို့ရကြောင်းသိရပါတယ်။ သင်တန်းပီစီကကတေရီလင်ညာမီပေါ်အိန္ဒိယထိုင်းနိုင်ငံတို့မှသာသနာပြုအတိတ်ကဒီပလိုမာပွဲများချီးမြှင့်မှာဖြစ်ပါတယ်။ ပြပွဲခန္ဓာမှာသာသနာ့ညီတိုင်းပါပွဲရရှိကြတော်မူကြတဲ့ကျောင်းတိုင်ဆရာတော်ကြီးများဓမ္မစရိယာကျမ်းပီကျမ်းဆွင့်ဆရာတော်များနဲ့အရဟံဓမ္မမမကပွဲရရှိကြသူများစုစုပေါင်းတန်ဃာတော်49ပါးနဲ့လူပပူ155ဦးတို့ကိုပွဲများအနေချီးမြှင့်ခဲ့ကြကြေရပါရှင်။